စာလံကျမ်းအခန်းကြီး51အိုးဖရာသခင်ယေရှုပြုခြင်းသောစေတနာစိတ်တော်ရှိသည့်အတိုင်းအကျွန်ုပ်ကိုတနာတော်မူပါစုံမတ်တော်မူခြင်းကရုဏာများပြားသည်နှင့်အညီအကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါဒုစရိုက်အညစ်အကြေးကို အကုန်အစင်စေးကြော၍အကျွန်ုပ်ကိုတန်ရှင်းစေတော်မူပါအကျွန်ုပ်လွန်ကျူးပါပြီဟုဝင်ချလက် ကိုအပြစ်ကိုအစင်မပြတ်အောင်မေ့လက်နေပါ၏ကိုရောကိုပြင်းမာပါပြီကိုရောကိုတာပြင်းမာ၍မျက်မှောက်တော်၌ပင် မတရားသောအမှုကိုပြုပါပြီတို့ဖြစ်၍မိန်တော်မူချက်သည် ဖြောင်းပါ၏မတရားစီရင်တော်မူချက်သည်အပြစ်လွတ်၍အကျွန်ုပ်သည် မွေးကားစပင်အပြစ်ပါလက် ရှိပါ၏အမိဝန်တဲမှပရိတ္တနိ ယူစင်ပင်အပြစ်ဆွဲပါ၏ဟုတ်မှန်ဖြောက်မှတ်သောစိတ်နှလုံးကိုနှစ်သက်တော်မူသည်ဖြစ်၍အကျွန်ုပ်ဤစိတ်နှလုံးထဲမှပညာကိုတွင်တင်တော်မူပါ အကျွန်ုပ်ကိုစင်ကြယ်စေခြင်းကဟူတုတ်ပင်ညွတ်နှင့်တန်ရှင်းခြင်းမင်္ဂလာကိုပေးတော်မူပါ အကျွန်ုပ်ကိုမိုးပွင့်ထက်သာ၍ဖြူစေခြင်းကစေကြောတော်မူပါ စိတ်သက်သာဝမ်းမြောက်ခြင်းရှိမိအကြောင်းစကားကိုအကျွန်ုပ်အားကြားစေတော်မူပါတို့ပြုလင်းချုပ်ဖက်တော်မူသောအယုတို့သည်ရွှေမျိုးချင်းရှိကြပါလိမ့်မည်အကျွန်ုပ်လွန်ကျူးခြင်းဒူးစီရဲ့တို့မှမျက်နာတော်ကိုလွဲ၍အကျွန်ုပ်အပြစ်ရှိသည်မတို့ကိုလည်းဖြေတော်မူပါအိုးဖယားသခင်အကျွန်ုပ်အထင်၌စင်ကြယ်သောနှလုံးကိုဖန်ဆင်းတော်မူပါ မြဲမြံတည်ကြည်သောသဘောကိုအစ်စ်ပြုတ်ပြင်တော်အကျွန်ုပ်ကိုအထံတော်သေးကနှင်ထုတ်တော်မမှုပါနဲ့။တန်ရှင်းသောဝိညာဉ်တော်ကိုရုပ်သိမ်းတော်မမှုပါနဲ့။ကဲတင်တော်မူခြင်းနဲ့ရှင်တော်ဝမ်းမြောက်ခြင်းအခွင့်ကိုပြန်၍ပေးသနာတော်မူပါ။ကြည်ညိုသောစေရနာစိတ်တော်သည်အကျွန်ုပ်ကိုထောက်မပါစေတော်။ ကျွန်ုပ်ဒီလဲမတရားသူတို့အားတရားတော်လမ်းတော်ပြတာတုန်တင်ပါမိအပြစ်ရှိတော်သူတို့သည်ကိုရော့ထံသို့ပြန်ကြပါလိမ့်မည်။အိုဖယားတခင်အကျွန်ုပ်ကိုကယ်တင်တော်မူသောဖယားလူအသက်ကိုတတ်ချင်းအပြစ်နဲ့အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။တရားသဖြင့်စီရင်တော်မူခြင်းကိုအကျွန်ုပ်ရှာသည်။ရှင်လန်းစွာတခြင်းဆိုပါမည်။ ။ "Oh Tara ဖျာအကျွန်ုပ်ဤနှုတ်ကိုဖွင့်တော်မူပါ။ဂုံကျေးဇူးတော်ကိုချီးမွမ်း၍မွတ်ဆိုပါမည်။ရစ်ပူသောခြင်းကိုအလိုတော်မရှိ။သို့မဟုတ်လင်ရစ်ပူသောပါမည်။မိရှုသောရစ်ပူသောခြင်းကိုပင်နှစ်သက်တော်မူ။ဖျာတခင်နှစ်သက်တော်မူသောရစ်မှုကချိုးပဲ့သောစိတ်ပေတီ။အိုဖျာတခင် ကိုတော်သည်ကျိုးပက်ကြေမသောနှလုံးကိုငင်းပယ်တော်မမှုတတ်ပါစေရနာစိတ်တော်ရှိဇီယုန်တောင်ကိုကျေးဇူးပြုတော်မူပါယေရုရှလင်မြို့ရိုးကိုတည်စေတော်မူပါထိုအခါတရားသဖြင့်ပူဇော်သောယစ်မိရှုသောယစ်တကူလုံးမိရှုသောယစ်နှင့်မွေ့လော်တော်မူလိမ့်မည်ထိုအခါယစ်ပလင်ပေါ်မှာ နွာလာဒုကိုရစ်ပူဆောင်ကြပါလိမ့်မည်